ဒီကနေ့ဗီဒီယိုမှာတော့ Binance ရဲ့16ခုမြောက် Hotla Airdrop Project အနေနဲ့တက်လာခဲ့တဲ့ Stake Stone ဆိုတဲ့ project အကြောင်းကို review လုပ်ပြီးသွားမှာဖြစ်ပါတယ်။ Crypto လောကမှာဘယ် project မဆိုလိုအပ်ချက်တစ်ခုရှိပါတယ်။အဲ့ဒီအရာကတော့ liquidity လို့ခေါ်တဲ့ငွေကြေးစီစဉ်မှုပဲဖြစ်ပါတယ်။ဒီ centralized finance ငွေရေးကြေးလောကမှာ liquidity က oxygen လို့ပဲကျွန်တော်တို့မရှိမဖြစ်အင်မတန်မှအရေးကြီးလာပါတယ်။ အဲ့ဒီအရာသာမရှိဘူးဆိုရင် crypto project တစ်ခုနဲ့တစ်ခုငွေကြေးလှည့်ပတ်စီစဉ်လို့မရတော့ပါဘူးအခြားတစ်ဖက်မှာလည်း blockchain တွေအများကြီးရှိတဲ့ကြားထဲမှာ project တစ်ခုနဲ့တစ်ခုကြားမှာ liquidity လဲပတ်စီစဉ်မှုတွေပြတ်တောက်နေတာရှိပါတယ်အခုကျွန်တော် review လုပ်ပေးသွားမယ် stake stone ဆိုတဲ့ project ကတော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်စူးစမ်းနေကြပါလက်ရှိချိန်မှာဆိုလို့ရှိရင် Binance Exchange ပေါ်မှာလည်း crypto list တက်ပြီးဖြစ်ပါတယ်ဥပမာဆိုရရင် Ethereum ပေါ်ကနေတဆင့် layer 2 project အသစ်တွေ ဒါမှမဟုတ်လို့ရှိရင် Bitcoin based application တခုခုပေါ်ကိုမိတ်ဆွေတို့ကငွေရွှေ့နေတယ်လို့ဆိုပါတော့ဒီကိစ္စအထင်းတော့တော့မလွယ်ကူဘူးဗျငွေတွေကျနေမယ် risk ကနေတစင်လွှဲတယ်ဆိုလို့ရှိရင်လည်း hacking ခိုးယူခံရနိုင်ခြေအနေရည်ရှိတယ် လီကွီဒီတီကလည်းကျွန်တော်တို့လိုသလောက်ရရှိမှာမဟုတ်ဘူးအဲ့ဒီအခါကျလို့ရှိရင် project တွေကတိုးတက်တဲ့လောက်တိုးတက်မှုရှိတော့မှာမဟုတ်ဘူးဗျဒါကို liquidity fragmentation ငွေကြေးစီးဆင်းမှုပြတ်တောက်ခြင်းလို့ခေါ်ဆိုပါတယ်အလွယ်ဥပမာပေးရရင်ကျွန်တော်တို့အခုလိုမျိုး internet တုံးရတာအင်မတန်မှမြန်တဲ့ခေတ်ကြီးမှာ internet line နှေးပြီးတော့လုံတင်အဝိုင်းလည်ရတဲ့ပုံစံမျိုးဒီဝိုင်းလောကမှာအလုံးလုံရတဲ့လုပ်ငန်းဆောင်တာတွေအားလုံးနှေးကွေးကြံ့ကြာနေမှာပါဒါကတော့မိတ်ဆွေတို့စဉ်းစားကြည့်ရတဲ့တော်တော်လေးစိတ်ညစ်စရာကောင်းမဲ့အရာပါ stake တုံးကတော့ blockchain တွေအားလုံးကိုပြန်လည်ပြီးတော့ချိတ်ဆက်ပေးမဲ့ pipeline ကြီးတစ်ခုလိုပါပဲအခြား chain ပေါ်က bitcoin ethereum လိုအရာမျိုးတွေကိုအထောက်အထားပစ္စည်းတစ်ခုအနေနဲ့သိမ်းဆည်းမယ်နောက်ထပ်အသစ်တစ်ဖန်ပြန်လည်အသုံးပြုလို့ရအောင်ဖန်တီးပေးမဲ့နည်းပညာဖြစ်ပါတယ်တနည်းအားဖြင့်ဆိုရရင်တော့သူ့ chain ပေါ်မှာတက်လာတဲ့ cryptocurrency တွေကိုအခြား chain တွေကလည်းလက်ခံအသုံးပြုနိုင်အောင်လို့အထောက်အထားအပြည့်စုံဖန်တီးပေးလိုက်တဲ့နည်းပညာပေါ့ဗျာ barrel chain Manta နဲ့ Scroll အပါအဝင်အခြားသောနာမည်ကြီး blockchain project ပေါင်းအခု100ကျော်မှစတင်လဲပတ်နေပြီဖြစ်ပါတယ် fake stone project ကနေကျွန်တော်တို့ရနိုင်တဲ့အဓိက product 3ခုရှိတယ် stone product ကတော့ passive income ရနိုင်တဲ့ ethereum လိုပုံစံမျိုးဖြစ်ပါတယ် sbdc နဲ့ stone btc ကတော့ share product နဲ့အလားတူတူပါတယ်ဒါပေမဲ့ तू က bitcoin အထွတ်အလုံးလုပ်တဲ့ထုတ်ကုန်ဖြစ်ပါတယ်ဒီနေရာမှာ liquidity pad လို့ခေါ်တဲ့ platform တစ်ခုကိုလည်းသူတို့ project ကနေမိတ်ဆက်ပေးထားတယ်ဗျ။အဲ့ဒါကတော့ blockchain တည်းဈေးကွက်တွေကိုရောက်လာတဲ့အခါမှာလုပ်ငန်းလေပတ်ဖို့ရာအမြန်ငွေရှာနိုင်အောင်ဝင်ကြီးပေးတဲ့ launch pad တစ်မျိုးပါ။ Take Stone Project ရဲ့နည်းပညာကိုအသုံးပြုပြီးတော့ယနေ့ American Dollar 3.6 billion ကျော်တန်ဖိုးကိုအွှေ့ပြောင်းလုပ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ Barrel Chain Project ရဲ့ pre-launch color တော့လည်း86ရာခိုင်နှုန်းသော deposit တွေကို Stake Stone နည်းပညာအသုံးပြုပြီးတော့ရှာဖွေပေးနိုင်ခဲ့ပါတယ်။ Story Protocol စတင်တဲ့အချိန်ကာလတော့လည်းမိနစ်ပိုင်းအတွင်းမှာဒေါ်လာ8တန်းအထိရအောင်ရှာဖွေပေးနိုင်ခဲ့ပါတယ်။တော်တော်လေးမိုက်ခဲ့ကြ။လက်ရှိ Binance အချိန်ပေါ်မှာ STO token ကို listed ပြီးသွားပါပြီ။ USDT BNB Trading Pair နဲ့စတင်ပြီးတော့အယောင်းဝယ်ပြုလုပ်လို့ရပါပြီ။ Token ကိုတော့ CTech အုပ်စုအောက်မှာစရင်းသွင်းလာတဲ့အတွက်ကြောင့်အတက်ကျန်းအကျကျန်းဖြစ်ပါလိမ့်မယ်။သတိထားပြီးတော့ research လုပ်အယောင်းဝယ်ပြုလုပ်ပါ။ Stake Stone ကလုပ်ငန်းတွေကို liquidity အသုံးပြုကကောက်ခံပြီးတော့အကျိုးအမြတ်ရှာဖွေပါတယ်။ရလာတဲ့အမြတ်ငွေတွေကိုတော့ Token ကန်ဆောင်ထားသူတွေနဲ့မျှဝေပြီး ။ channel တစ်စိတ်တစ်ပိုင်းကိုတော့ token banning လုပ်ဖြစ်ပါတယ်။ token ban လုပ်တယ်ဆိုတာတနည်းအားဖြင့်ဆိုရင်ဒီပတ်စံပမာဏတန်ဖိုးတစ်ခုရှိတဲ့ cryptocurrency တွေကိုအပြီးတိုင်ဖျက်ဆီးပစ်လိုက်တာပါ။ banning လုပ်ခြင်းအားဖြင့် STO token ရဲ့တန်ဖိုးကိုတက်လောင်လို့ကူညီပေးပါတယ်။ဒီကုန်းချုပ်အနေနဲ့ stake တုံးကမိတ်ဆွေတို့တွေ့မြင်နေကြတာမန် defi project တွေထက်ကွဲထွက်ပါတယ်။ သူတို့တင်းက crypto နယ်ပယ်မှာ cross chain liquidity တွေရဲ့အခြေခံ infrastructure ဖြစ်လာနိုင်အောင်လို့စူးစမ်းနေကြတာပါအနာဂတ်ရဲ့ decentralized finance နယ်ပယ်ကြီးဒီထက်ပိုပြီးတော့ကြီးထွားလာဖို့ဆိုလို့ရှိရင်ဒီလို project တွေအများကြီးလိုအပ်ပါတယ်အခုချိန်မှာတော့ stake stone ကအရွေးတစ်ခုကိုတွားနေတဲ့ project တစ်ခုဖြစ်နေပါပြီအခု video က educational purpose only ဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့ရင်းနှီးမြှုပ်နှံမှု decision တွေချတော့မယ်ဆိုလို့ရှိရင် DYOR ဒူးရောင် over research လုပ်ပြီးတော့မှရင်းနှီးမြှုပ်နှံမှုအတွက်ဆုံးဖြတ်ချက်ချပါအားလုံးကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုး crypto သတင်းတွေ video တွေကြည့်နေဆိုလို့ရှိရင်ကျွန်တော် channel လေးကို like follow share လေးလုပ်သွားပေးလို့ရပါတယ်နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ